ဇန်နဝါရီလ12ရက်နေ့ကနေ16ရက်နေ့ထိ9ရက်ကြာပြုလုပ်မယ်ပထမကြိမ်ကျင်းပတဲ့ပြောင်သူငင်းကြဲညီလာခံကိုနေပြည်တော်ကောင်စီနေပြည်တော်ရှိတဲ့ MICC2 မှာဇန်နဝါရီလ12ရက်နေ့ကစတင်ခဲ့ပါတယ်အဲဒီညီလာခံကိုတိုင်းသားကိုယ်စားလှယ်တွေတိုင်းသားလက်နက်ကိုင်တွေအစိုးရအဖွဲ့ကိုယ်စားလှယ်တွေတပ်မတော်နဲ့နိုင်ငံရေးပါတီတွေကကိုယ်စားလှယ်စုစုပေါင်း900ထက်မနည်းတက်ရောက်ခဲ့ပါတယ်ဇန်နဝါရီလ12ရက်နေ့ဆွေးနွေးပွဲမှာတော့သမရဦးသိန်းစိန်တပ်မတော်ကာကွယ်ဦးစီးချုပ်နဲ့ဒေါ်ဆန်းစုကြည်တို့မိကုံးပြောကြားခဲ့ပါတယ်ညီလာခံမှာမိကုံးပြောကြားမှုမှာသမရဦးသိန်းစိန်က ဒီငင်းငယ်ညီလာကန်ကြီးဟာအစိုးရတစ်ထံတာဝန်လွှဲပြမှုချောမွေ့စေဖို့အတွက်ရောတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲစာချုပ်ပါအချိန်စရာအတိုင်းအကောင့်ထယ်ဖို့ရည်အတွက်ပါအချိန်မီစတင်ရတာဖြစ်တဲ့ပြင်ဆွေးနွေးကြမဲ့ကန္နာကြီး9ရက်ဟာလည်းအလွန်ကြေပြန့်လာကြောင့်9ရက်တာကာလအတွင်းမှာဆုံးဖြတ်ချက်တွေချမှတ်ခြင်းမပြုဘဲဆွေးနွေးမှုတွေကိုစုစည်းမှဖြစ်တယ်လို့ပြောခဲ့ပါဗျာ။ပြောင်းလဲဖို့ငင်းငယ်ညီလာကန်ကိုဆက်ပြီးဆုံးဖြတ်ပါရောက်နေတာကျွန်တော်တို့အနေနဲ့ဘယ်ကောက်ဆက်လာလို့ဘယ်လိုလုပ်ရမလဲ။ ပေါ်ပေါ်လာမှာစိုးရပေါ်တာ။စိုးရကောင်းတော့တော်တော်ပြီးတဲ့စိတ်ပါပြီးတော့မှာ။အရေးကြီးဆုံးလုံလောက်တဲ့ပုဂ္ဂိုလ်ဆောင်ရွက်ဆုံးဖြစ်တာ။ဒီဝိမနစီကျေပြန့်နဲ့နေနေလုံလောက်တဲ့အစိုးရဒုက္ခ။တမန်ကြီးကပြောဆုံးနေတဲ့အခုအရေးပါမှာဆောင်ရွက်ဖို့ဖြစ်နေတာ။ပြင်းနေလာတာ။တော်အပေါင်းတစ်ခုနေနဲ့ဆောင်ရွက်တဲ့အခါတစ်ခုမဟုတ်ဘဲ ဒီမျိုးကလေးဆိုလည်းဖက်ဒရယ်ဆိုလည်းသူကဖြစ်နေတယ်။ဒီလိုမျိုးသူဆိုဆိုပြီးတော့ဖြစ်စစ်တခုအစားအသောက်လေးမှဖြစ်တာ။ဆွေးနွေးရမယ့်ကိစ္စကတော့ဆွေးနွေးမယ့်ဝင်နေပူဇော်မှုတွေကလည်းမိဘကမိရဖြစ်စစ်ဆောင်တာဆောက်ရဆွေးနွေးအင်းနဲ့ကြောက်ရမယ့်ကိစ္စလည်းဖြစ်တာ။နိုင်ငံတော်သမ္မတကနီလာကန်အဖွင့်မိကွန်ပြောကြားပြီးနောက်တက်ရောက်လာသူတွေကိုနှုတ်ဆက်ကခန်းနာကပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ အဲ့တော့ဘရာဇီးလူတော်နိုင်ကသူရဥရှိမန်တပ်မတော်ကာဝေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစွတ်တီနဲ့ကရင်မြို့သားစီယုတ်ကရင်ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမူတူစေးပိုးတို့ကဒီလကံမှာမိကုံးပြောကြားခဲ့ပါတယ်ဘရာဇီးလူတော်နိုင်ကသူရဥရှိမန်ပြောကြားမှုမှာတော့မြန်မာနိုင်ငံဟာငြိမ်းချမ်းရေးရရှိအောင်လှုံ့ဆော်ကြရမှာ သူကြောင့်ကိုကြောင့်လွှဲချနေပြီးမဖြစ်တော့ပဲတူတူရောက်အဖွဲ့စည်းတစ်ခုအတွက်အဆင်ပြေလုံခြုံမှုမှာပြည်သူတရားလုံးအတွက်လုံခြုံနေတာဟုတ်မဟုတ်ကိုစင်ကြရမယ့်အချိန်ရောက်နေပြီလို့လဲမိကွန်းမှာထည့်သွင်းပြောခဲ့ပါဗျာ။ဒီလိုမြန်မာနိုင်ငံမှာနိုင်ငံရေးရှိမှုမဖြစ်မနေလုပ်ရနေတဲ့နိုင်ငံရေးရှိအောင်လောက်ဆောင်ကြရမယ်။သူကြောင့်ကိုကြောင့်ဆဲချလို့ မဖြစ်တော့ဘူး။ကောင်းဆောင်များအပေါ်ကြီးများကလည်းတိုင်းပြည်ကိုတကယ်ချစ်တော်မူ။ဒီလိုရောအမှန်တကယ်သာမန်ထောက်ထားသနာမင်းရံတို့ဒီလိုဒုတိယအပေါ်စခုအပေါ်အစီအစဉ်ကြီးလာ လုံးလုံးပြည့်စုံကြရတာနိုင်ငံနဲ့နိုင်ငံသားဒီလိုပြလုံးနဲ့အစင်ကြီးနေတာပြည့်စုံလုံးလုံးနေတာမဟုတ်ဘူးသူပဲဆိုတာကိုတတိယစင်ကြီးရတယ်ဆိုတော့ကြောက်နေပါဘူး စစ်မှန်တဲ့ဒီမိုကရေစီစနစ်အတွက်မြန်မာနိုင်ငံရဲ့ပထမအရေးကြီးဆုံးလိုအပ်ချက်မှာတည်ငြိမ်အေးချမ်းရေးဖြစ်ပြီးကဏ္ဍအသီးသီးကပါဝင်ပတ်သက်နေတဲ့ state holder တွေရဲ့မစုံမနစ်ကြိုးပမ်းခဲ့ခြင်းရဲ့ရလဒ်ဖြစ်တယ်လို့တမတော်ကာကွယ်ဦးစီးချုပ်ကမေကွန်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဒီလိုလင်းငယ်ဒီလကာဒီဟာဒီပေါ်ချက်စေတော်ကျရှိနေဖြစ်တဲ့ဒီလိုလင်းငယ်ကစစ်တပ်ကလည်းအချိန်ကြိုးပင်းဖြည့်ရှင်းနိုင်ဖို့ကဏ္ဍအသီးသီးကပါဝင်ပတ်သက်နေတဲ့ စိတ်ပူတာရဲ့စိင်းစိနာတော်တွေနဲ့မစုံမနဲ့ဒီပန်းကြီးရဲ့ဉာဏ်တော်ဖြစ်ပါလေ။ဒီရတဲ့ခွန်ကောင်းကိုရမတန်ဆုတ်ကန်ပြီးတော့မှဒိုင်ယတ်ပြည်သူတွေရဲ့လူသားချင်းဖြစ်တဲ့ဒီမိုကရေစီစနစ်ထင်မှားရင်းနဲ့ဒီကမှုလို့တဲ့နိုင်ငံရဲ့စစ်ပေါ်ရေးကိုသောက်ကောင်းလာမှာဖြစ်ပါလေ။ဒီမိုကရေစီစနစ်ကိုပေါ်လာမှာလေကမ္ဘာနိုင်ငံဒီကြီးဆောင်ဒီနိုင်ငံ ဒီဒီရဲ့တမိုင်းတော်ဖြစ်တဲ့ဆေးလက္ခဏာနဲ့ထူးခြားတဲ့ဘုရားလက္ခဏာတိုက်ကြည့်ကြည့်ပါဆောင်းရအောင်ကြတာတွေ့ရမှသိတယ်ပါအာရုံကိုကြိုက်ရတယ်။ဒီကောတော့ပုံစံပုံဒီစားစားမျိုးကြီးမရှိရတဲ့ကျွန်တော်မြန်မာနိုင်ငံနဲ့တိုက်နေတဲ့ပုံစံတွေပုံပေါ်မှာဒီလိုသူကဒီဆောင်နေတဲ့လူတွေဆက်ရတယ်။အဲဒါနဲ့ဖြစ်ပါ ဒေါ်စန်းစုကြည်မိကုံးပြောကြားခဲ့မှုမှာတော့လက်ရှိချိန်ပြည်သူပြည်သားတိုင်းရင်းသားများကမြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါတီကိုပေးထားတဲ့လုံပိုင်ကွင်းအာဏာပေါ်အခြေခံပြီးထာဝရငြိမ်းချမ်းရယူရမယ့်တာဝန်ကိုထမ်းဆောင်မှုအစဉ်သင့်ရှိပါတယ်လို့ရွေးကောက်ပွဲနိုင်ရပါတီမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်စန်းစုကြည်ကပြောကြားခဲ့ပြီးအားလုံးကပူးပေါင်းပါဝင်ကူညီကြမှာကိုလည်းအထူးမျှော်လင့်တယ်လို့ပြောခဲ့ပါတယ်ဘာလို့လဲကြာပါမှာမမှန်ပါဘူးသူမျိုးသားလို့ပြန်လဲသိရဖို့အကြည့်လိုအားထားတာ မျိုးသားပြန်ပြီးကြရေးကိုညင်ကြရေးရုံသားရှင်သားမှာပြန်ပြီးလာခဲ့ပါပြီးမှလာခဲ့ပါမျိုးသားပြန်နဲ့တင်မဲ့ရေးရှိတဲ့နဲ့ဒီကခံရတဲ့ညင်ကြရေးကိုဘယ်လိုမှမဆက်ဆံဘူးဒီခုအချိန်မှာဒီဒီဒီကကြားရင်းလာကကျမတို့ကိုဒေဖာဖို့ဝတ်ပန်နေအောင်မှာနိုင်တဲ့အပေါ်အခြေခံလို့ထောက်ရရင်းကြရေးရယူရတဲ့တောင်းကိုဆက်ဆောင်ဖို့ရှင်းလင်းရှိပါတယ် အားလုံးကပူးပေါင်းပါဝင်ကြနေကြနေလို့လည်းအဆင်ပြေလို့ပါယခုပြမတင်ပြောင်စုငင်းငင်းညီလာခံမှာနိုင်ငံရေးလူမှုရေးစီးပွားရေးလုံခြုံရေးမြေယာဉ်နဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒကိစ္စရများစတဲ့ခေါင်းစဉ်ကြီး၅ရမှကဏ္ဍတစ်ခုစီကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ပြောင်စုငင်းငင်းညီလာခံကိုအစိုးရကိုယ်စားလှယ်85ဦးလွတ်တော်ကိုယ်စားလှယ်85ဦးတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းမှကိုယ်စားလှယ်150ဦးတို့တက်ရောက်နေပါတယ်။ဒါ့အပြင်တရားဝင်နိုင်ငံရေးပါတီများမှကိုယ်စားလှယ်150ဦးတိုင်းရင်းသားကိုယ်စားလှယ်90ဦးနဲ့ တခြားပါဝင်တဲ့ပါဝင်ထိုက်သူ90ဦးစုစုပေါင်း69ဦးနဲ့ညီလာခံပြုလုပ်နေပါတယ်။